ဝေချဖို့ဈေးတွေဝင်မဲ့အစားဒီနည်းလေးသုံးကြည့်တာနဲ့ဝေချစီမဲ့နိုင်ငံသားမှာစပြီးသုံးနေကြပြီနော်တင်မောဒီမှအစေးနဲ့တံမရာရီကိုတွဲတောက်ကြည့်တဲ့အခါခန္ဓာကိုယ်ထဲမှာအံ့ဩစရာအပြောင်းလဲတွေဖြစ်ပေါ်လာပါတယ်ဒါနဲ့ကျန်းမာရေးဗဟုသုတလေးတွေတင်ပေးမှမို့လိုက်ဖော်လို့ထားခဲ့အောင်တခြားမိတ်ဆွေတွေတီးရဖို့ရှယ်လေးလုပ်ပေးပါကျေးဇူးပါရှင့်ဘလို့လုပ်ရမလဲဆိုတော့တင်မောဒီမှဆယ်စိတ်ခန့်ကိုယူပါ ဘလန်ဒါရဲသို့ရေတံပရာရေတင်းမောမဆေးများထည့်ပါ။တမိနစ်ကြာမှွေပေးပြီးတနေ့တစ်ကြိမ်တောက်သုံးပေးပါ။ဒီဖြော်ရည်ရဲ့အံ့ဖွယ်ကောင်းတဲ့ဂျိုးအာနိသင်တွေကတော့အစာကြေလွယ်ခြင်းဥရင်းကအစိတ်တောက်တွေကိုဖယ်ရှားပေးခြင်းပိုခံအားစနစ်မြင့်တင်ပေးခြင်းခန္ဓာကိုယ်ပေါ်ပါလန်းဆန်းစေခြင်းတို့ပဲဖြစ်ပါတယ်။ မနက်အိပ်ရာထားချင်းဘိုက်စာနေတဲ့အချိန်မှာတောက်ပေးရင်အကောင်းဆုံးရလတ်ကိုရရှိမှာပါတဘာဝအတိုင်းကျမ်းမာရေးနဲ့ညီညွတ်စေဖို့ဒီနေ့လေးကိုဒီနေ့ပဲစမ်းကြည့်လိုက်ပါနော်